ညွတ်တတ်တာမဟုတ်လားဆိုတော့ကျုပ်တို့ကိုဩဃာသတင်ပေးလဲပဲမညွတ်တတ်ပါဘူးဗျာတော့အဲကျုပ်တို့မိဘတွေရဲ့မိဘတွေကလည်းသူတို့သားသမီးဖြစ်တဲ့ကျုပ်တို့မိဘတွေကိုဖျက်ရှိခိုးခိုင်းလို့သူတို့လည်းဖျက်ရှိခိုးတတ်လာတာနေပါဗျာတော့ဒါပေမဲ့သူတို့လည်းပဲညွတ်ခိုင်းပြီပဲညွတ်တတ်ပါဘူးဗျာသူတို့ရဲ့ဖျက်ရှိခိုးဆိုတာကိုမဆိုင်တာလားရတာဘာမှကိုမသိဘူးဗျာတော့တို့ဘေဘွှေရွှေပြင်းတဲ့တောင်နေတော့ကကျုပ်เจ้าကိုတတခအမြင့်လာတူးတယ်ဆိုတော့သုံးကြအိမ်လောက်အိတ်တယ်ကြာ ။ဘုရားကြီးလောက်အဲ့တော့ညဘက်ဆွေစကားပြောကြတာပေါ့ဗျာ။ဘုန်းကြီး။ဘုန်းကြီးချင်းမဟုတ်လား။အခုတော့ဘောဟာလို့တော့ဘုန်းကြီးပဲဥစ္စာဟုတ်လို့အဲကျော်လည်းပြောတာပေါ့နော်။ဒီလိုရင်ဒီခါမှမြင်ပါဦးလေကြားလည်းကြားဦးတယ်ဘုရားရှိခိုးတယ်။ဟာငါပဲကျားဒီသွားပြီးတူတီတူတာပြောနေတာမလုံလို့မလို့ဘယ်ကမကြားတာပါကွာမမြင်တာပါလို့ဒီလိုပြောတာပေါ့ဗျာဘယ်လိုဖြစ်လဲကျားရှိသွားပြီးတူတီတူတာမပြောဘူးလို့ပြောတာပါကွာလို့ပြောတာ တူတီတူတာဆိုဘာပြောရတော့ကြားတယ်သူကပြောရတာတူတီတူတာဆိုဘာပြောဆိုတော့ကလေးတွေလို့ပေါ့ကွာကလေးတွေငယ်ရတရုံးခေါ်တဲ့ကစားတဲ့ခါဦးချက်ခွဲနဲ့အတိရကလေးတွေလို့တစ်ပွင့်ငယ်ရလို့ခီးဖြတ်ပြီးဘာရောက်မယ်ညာရောက်မယ်ဘာဝဲပါညာဝဲပါနဲ့အဲ့အရာတကယ်ရောက်ကြလည်းမဟုတ်တကယ်ဝဲကြလည်းမဟုတ်ပဲနဲ့သူတို့ပြောနေကြတာဆိုတော့အဲ့ဒီစကားတွေကိုတကယ်စကားလို့ပြောလို့ဖြစ်ကြလားပါလဲဆိုတော့ ဘယ်ဖြစ်ပါလို့ခင်ဗျာသူဆိုရင်အဲ့ဟာဘာစကားလို့ဆိုတော့တူတူတာစကားပေါ့အေးခဲ့တူတူတာလို့ပြောတာကွာလို့အခုလည်းပဲငါတို့ကဘုရားတည်ပါလေဩဃာရဩဃာရခိုင်ကောစီကနဲ့ဆိုတော့သူကတူတူတာသွားလို့တာပါလို့သွားလို့လို့တို့ကဩဃာရတယ်တည်လို့လားဆိုတော့မတည်ဘူးခိုင်ကံတည်လို့လားဝစီကံတည်လို့လားဆိုတော့မတည်ဘူးလို့အာဘုရားတည်ပါတယ်အဲဒါပေမဲ့ဩဃာရတော့ဘာပြောရလဲဩဃာရကတူအနဲ့မေးတာ ဩဃတာကိုလည်းမပေးတတ်တော့မင်းဩဃတာမင်းပြောတာနေရာမင်းမသိဘူးပြာဘေးမသိဘဲနဲ့ဩဃတာဩဃတာဩဃတာနာမည်သုံးသာကြီးတော့ရွတ်ပြီးကြလားဘုရားရှိပါဆိုတဲ့အခါကျတော့မင်းဓာတုတိတုတ္တကြီးထုတ်လိုက်တာပေါ့လို့တကယ်တော့ဩဃတာဆိုတာဘာလို့ဘယ်လိုပြောတာလဲဘုရားဟာသစ်ပေးပါသစ်ပေးပါလို့ပြောတာကွာလို့ငါတို့ဒီဝန်တိုင်ကမှဆိုလို့ရှိရဘတ်ကားကြည့်ရတယ်ခွာတော့လို့လူတယောက်နဲ့တယောက်ကကြည့်ကြတယ်ဆိုတိုးလိုက်တယ်ဆိုလို့ရှိရ အဲတောင်းပန်တာဟောနော်တိုးတဲ့သူကလည်းပြောဩကဩကပြောတယ်ဩကဩကဆိုတာဟိုတလေးကတော့အတက်ဖြစ်သွားတာပေါ့နော်ဩကာတာဩကလည်းလို့ပြောဩကဩကအဲဒါတို့ပြောတယ်အဲအဲ့ဖွပြူပါတော့ဖွပြူပါလို့ဒီလိုမျိုးလို့ပြောတာလို့ပဲဩဃာသာဆိုတာဖွပြူပါလို့ပြောတာမှမသိရတဲ့ဘုရားဩဃာသာဩဃာသာလည်းသွားဆိုရဟောဗျာဟောဓာကြီးအောင်သွားလို့ဒါသွားလို့သူပြုတ်တာဆိုတာလို့တည်းရဲ့ ကဲအဲ့ဒါတော့ဒီတလုံးတည်းရှိသေးလို့ကိုထားလိုက်ပါတော့ကာယကံဝစီကံမနောကံကာယကံဆိုတော့ပါမယ်ဒီလားဟိုကိုနဲ့လောက်တာဒီပေါ့လေကိုနဲ့လောက်တာတည်းကကာယကံလားပါလို့အဲမင်းကနေပြီးတော့မင်းအခုအဲတရခမ်းဖြစ်နေတူးနေတယ်မင်းကိုနဲ့လောက်နေရတာဆိုအဲ့ဒါကာယကံလားလို့ကာယကံမဟုတ်ဘူးပြတော့ကာယကံဆိုတာလူနဲ့လူချင်းကာယကံနဲ့ဆက်ဆံတဲ့အခါမှာတကယ်ကိုဖောက်ပြန်တဲ့ အပြုတ်မြို့မျိုးပြုတ်လိုက်ပါအဲ့ဒါတိုင်းကမြောက်တာပါလို့ဖောက်ပြန်တာမဟုတ်ဘူးသိတော့ကံမမြောက်ဘူးလို့ပေးကြရေအမေကရေတောက်လို့လို့ဒီဝိသနေကသူအတရေလေးတစ်ပတ်တိုက်စားဆေဟောတိုက်လိုက်တဲ့ဒါအကိုင်ကမမြောက်ဘူးလို့ရေတိုက်တာပဲလို့လားအဲအဲ့လိုပဲအဲ့တော့သူတို့ကတော့ဖြင့်ကံဆိုတာဟာလို့ကံမြောက်ဖို့ရာတကယ်လိုတာလို့ ပဲဝတိကလည်းမသိဘူးနောကလည်းမသိဘူးဩဃာသလည်းမသိဘူးကာယကလည်းမသိဘူးဒီကလည်းမသိဘူးနောကလည်းမသိဘူးသဗ္ဗဒေါသခတ်သိသောပြည့်လို့ဆိုဘာဖြစ်တယ်ခါပဲတိလားဟောဒါလည်းမသိဘူးလို့ဆိုဩဃာသလည်းမသိဘူးကာယကလည်းမသိဘူးဒီကလည်းမသိဘူးနောကလည်းမသိဘူးသဗ္ဗဒေါသလည်းမသိဘူးဟောဒါကလေးလုံးဒါလုံးဖြစ်လာဒါကငါးလုံးလုံးလည်းပဲတစ်လုံးမှမတိသေးဘူးလို့ အဲအဲ့ဒီအပြစ်တွေကိုဘာလို့ဆိုဖျားယရနာတရားယရနာတန်ခါယရနာဆိုဖျားတရားတန်ခါလို့မင်းခေါ်လိုက်ရလို့ဖျားဆိုဘာလို့ပြောစမ်းဖျားလည်းမသိဘူးတရားလည်းမသိဘူးတန်ခါလည်းမသိဘူးလို့ဆိုတော့ဩဒီကသုံးလုံးကတခါထပ်ပေါင်းလိုက်တယ်ဆိုတော့မင်းဟောငါးလုံးလောက်နဲ့ခြေလုံးလောက်ကတော့ခုမင်းဩဃာတာရွတ်လာတာခြေလုံးလောက်ရောက်လာတယ်လို့တစ်လုံးမှမင်းမသိသေးဘူးလို့ဆိုရင်မင်းတို့ပြီးတော့တာပြောတာမဖြစ်ဘူးလားလို့အော်ဖျားဖျားလို့ပြောတာလေ သူတို့ရှိခိုးတာဒုတိယတ္တဖြစ်နေတယ်တဲ့ဗျာဒါအဲဘုန်းကြီးကဒုတိယတ္တရှိမှုဘုန်းသေးဘယ်လိုရှိခိုးတော့လဲကျုပ်လည်းတစ်ခါမေးပါဘွာဗျာမင်းတို့ဘုန်းကြီးလို့လို့ရှိရင်ကတုံးကြီးထားတော့လို့ဆိုရင်ကတုံးကြီးထားနေတယ်ဗျာဘနော်ဒီလိုပဲတခါလည်းမခုံးတစ်ဖက်ပေါ်ထားတော့ဆိုလည်းမခုံးတစ်ဖက်ပေါ်ထားတယ်ဗျာလို့ဘနော်ညာသာသမီးမစားနဲ့တော့ညာသာသမီးလို့စားလို့ဘိမမမอยู่နဲ့ဆိုဘိမမမอยู่ဘွာလို့အဲ့ဒါဗျာညွတ်ပြီးနေနေတာဗျာလို့ အဲ့ဒါကိုကဘုရားကိုရှစ်ဖို့နေတာကွာလို့ကအမြဲတမ်းရှစ်ဖို့နေတာလို့အိဒါတဲတောင်ရှစ်ဖို့တယ်ကွာလို့အာကိုကြီးအိဒါတဲရဘယ်လိုရှစ်ဖို့လဲဘုရားအိဒါတက်မယ်ဆိုရင်လည်းအိဒါခုံပေါ်ကိုခြေတော်နှစ်ချောင်းလုံးစုံနင်းမိပြီးမှအဲအဝတ်ကိုလှန်ပြီးတော့ထိုင်လိုက်ပါတဲ့ဘယ်လိုပြောတယ်လို့အိဒါခုံပေါ်ဘုရားခင်ကြတဲ့အဝတ်ကြီးလှန်ပြီးတော့တခါလဲသွားထိုင်တာမျိုးမလုပ်ရဘူးလို့ပြောတယ်ဆိုတော့တိုးလည်းမလုပ်ဘူးကွာလို့ဒါဆိုရင်အိဒါတဲရနဲ့သူ့ကိုညွတ်ပြီးတာလားလိုက်တာနေတာပုံလားလို့ ။အိုးဘုန်းကြီးအဲ့လိုလားဒီလိုဆိုတော့ဘုရားအချိန်ပြေးရှင်းဖို့နေတယ်ဆိုတော့ဟုတ်တာပေါ့ဩတဲ့။ကဲ तू အဲ့လိုပြောတယ်ဗျာနော်။အဲဆိုလိုတာကတော့ပြေဘုရားကိုမသိလို့ဘုရားကိုရှင်းဖို့ကြပြီမလို့လဲဘုရားညွတ်တာမဟုတ်ဘူးလို့ညွတ်ရမရောက်ဘူးညွတ်တာမပြောက်ဘူးလို့ဒါလိုမျိုးလို့ဆိုလိုတာဗျာနော်။